မင်းတကဝေအတင်60ကြိမ်ရောင်ညနေခင်းဓမ္မပူဇာခန္ဓာကိုစတင်တော့မှာဖြစ်ပါတယ်ရှင်။မေတ္တာတရားကိုခြေခံပြီးဤလောကကိုအလှဆင်ဘဝတခွင်ကိုဓမ္မတပင်နဲ့အလှဆင်နိုင်ကြပါစေလို့ဥစွာပထမစုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ယနေ့အစည်းအဝေး9ရက်နေ့ပူဇော်သွားမှာဖြစ်ပါတယ်။ပထမအစည်းအဝေးရာ နမောတတသုံးငင်ရွတ်ဆို၍မြတ်စွာဘုရားအားပူဇော်ကြောကြမှာဖြစ်ပါလေရှင်နမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝါတော တရားအစီအစဉ်ရာယေရနာ၃ပါးကိုပူဇော်ကြောကြမှာဖြစ်ပါတယ်ရှင်။ဟုတ်တယ်မြတ်စွာဘုရားကို ချောရတရားစင်မျက်နာမေတ္တာပို့တို့ကိုစူပောင်း၍ပူဇော်ကြမှာဖြစ်ပါလေရှင်အရှင်ညာနာရှိသောနန္ဒစัจ java နန္ဒတတဝါတို့ ရှင်မြောင်တော်ရဲ့နိုင်ရှိတော်နန္ဒစကြဝဠာနန္ဒသတ္တဝါတို့ဤငယ်ခတိမြင်ကြပါစေတော် day, yeah, yeah, တတ္တဝါချမ်းသာကိုစိတ်ရဲ့ပါလေဥပယံတိခြင်းစင်ဝေးငြိမ့်ရကြပါလေခြေတို့အလတ်သုံးရက်ခန္ဓာတတ္တဝါချမ်းသာကိုစိတ်ရဲ့ပါလေဥပယံတိခြင်းစင် ်ချင်းချင်းရှင်ကြပါစေအထင်းသေးချင်းအချင်းချင်းချင်းရှင်ကြပါစေစင်ရဲ့လိုချင်းအချင်းချင်းချင်းရှင်ကြပါစေသာ Aye. Ah. စီစဉ်ရှိရလူနိုင်မြမာတတ္တဝါသုံးဘက်တပုံသားတို့ဟာအများကုသိုလ်ပေးဝေပြီးဖြစ်ပါသည်ဖြင့်ပင်ဖိတ်တာသောနတ်မြမာပေါင်းတို့ဟာပြန်လည်ပို့ဆောင်ပြီးမှဖြစ်ပါရဲ့ရှင်ဧတဝဒသအမိဟိ ံမေတံဘုံညသံမေတံတပိတိဝါနုမောဒံဒုသဗ္ဗတံပတိဒိဋ္ဌိယဣဒ္ဓဝတံသရာစေတနာဝိပြတံရှင်ညင်จิตေကိဝိဒိလင်းကျဲ့တရေယုံဆဲငွေတို့လက်ဝေစေကြောင်းဖြစ်တော် ဤမင်္ဂလာသို့ယရဏသို့မေတ္တာသို့ပြိတ္တော်တို့ဟုရုပ်ဖဲ့တည်းစေ၍မြတ်စွာဘုရားကိုပူဇော်ခြင်းဖြင့်အမေဟိတပိတော်တို့သည်တဘာတံပတိသိတိယာလုံးစုံကုန်သောစီစဉ်ချမ်းသာမင်္ဂလာကြည်ရူနှင့်ပြည့်စုံစေခြင်းဟာ ထမတံကောင်းစွာမင်းပြည့်စည်ဘူးအတောဘုံညာတံပေတံသူစင်တရှင်ကုသူကောင်းမှုတို့ဤပြေဆုံးခြင်းကိုတပိတွင်မဲ့ဥတ္တအလုံးစုံကုန်သောဒေဝစัจ java ဖျားဖျားမှကြွလာက ပြမပေါင်းတို့သည်အနုမောဒတုဝမ်းမြောင်းမောတာဒုခွန်နိုင်ကြပါစီကုန်တည်းဒါနတတံဒုတတရာတိလေဝခန္ဓုတတေတာဘာဝနာ စဒုတိဝတာကတာဒါနဘေကံစွန်ကျဲနိမြမယ်ဟုလူဒါနာဟုတတယကံကဤကျိုးကိုယုံကြည်လျက်တတန်သူဘဝဘောကတောင်းတမယ်ရှိပကတိစင်ပြု ုင်ကြပါစေကုန်တည်းတရရာနေဟောညင်ပါခခတိဒီလန်ဇာရိတဝရိတမြတ်တိလာကိုရခန္တုမကြိုးမပောက်အောင်ဆောင်ရှောက်ခြင်းတည်းနိုင်ကြပါစေကုန်တည်း ဘာဝနာပြီးရတာတမထဝိပဒနာဘာဝနာ၌ကောင်းစွာကျိုးပန်းလျက်စီပြဲမွေလျောကြကုန်တော်ဟောတူဖြစ်ပါစေကုန်တည်းအာကေတာစัจ java လာကပါလောကရရဲ့ရဲ့မှာဆိုင်ကညီညာရောက်လာကြကုန်တော်ဒီဝေတာ ပေါင်းတို့သည်ကိစ္စတုတာဓုနမောဒနာဝမ်းမြောက်စွာလင်းနှုတ်ရှာတဲ့ င်900ရမင်းကားဗိမာန်ဝေသိန်း90ကြိမ်မြောက်ဝိယုပူဇော်ခြင်းအောင်မြင်စွာပြီးဆုံးပြီဖြစ်ပါတော့ကြောင့်ဗုဒ္ဓသာသနာစီရန်တေတုသုံးကြိမ်ရွတ်ဆို၍အခမ်းအနားကိုရုပ်သိမ်းပြီးရန်ဖြစ်ပါလေရှင်ဗုဒ္ဓသာသနာစီရန်တေတုဗုဒ္ဓသာသနာ

မောင်းမိတ်ဆွေများအားလုံးတယောက်ချင်းစီတိုင်းကို အထူးဖြင့်ကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းဘေးရန်ကင်းကွာကျန်းမာချမ်းသာကြပြီးမိမိတို့၏လူရာဆန္ဒမှန်သမျှပြေဝကြပါစေလို့မေတ္တာပို့တတ်အပ်ပါတယ်ကတ္တီသုံးပါးမှလည်းဖယ်ရှားဆောင်ရှားနိုင်ကြပါစေ